ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ဥယေတာအောင်နဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့ဦးဆောင်တဲ့အဖွဲ့ဟာမလေးရှားနိုင်ငံမှာအလုပ်လုပ်ကင်နေတဲ့ရခိုင်တိုင်းရင်းသားတွေနဲ့တွဲဆုံဆွေးနွေးဖို့တွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ည7:00နာရီအချိန်လောက်မှာမလေးရှားနိုင်ငံကွာလန်လမ်ပူမြို့လယ်ကနေဟိုတယ်ကိုပြန်တဲ့လမ်းမှာစိုင်းကယ်နဲ့လူနှစ်ယောက်ကတနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တယ်လို့ပြောပါရယ်။သူဟဲလ်မက်ဆော်နေလို့စိုင်းကယ်ကအဖြစ်ပါ ဟိုဟို Honda လို့ပြောပါတယ်။မောင်းနေတယ်လားစတင်ရှိတယ်။ဟုတ်စိတ်ပါလို့ပြောပါတယ်။နောက်ကတော့တနက်ထုတ်တာကိုမြေလို့မောင်းနေတယ်လို့ကိုကြည့်ဘူးကပြောပါတယ်။တနက်နေ့ဖြစ်တဲ့ဇာအများဆုံးဒီထွက်ခဲ့တာအများဆုံးတော့အဲ့ဒီခါမှာဒုတိယတစ်ချက်မပြည့်နေလေပါကျန်တန်ကြရလို့ပြောပါ။ကျွန်တော်တို့နားမှုတော့မကြောက်ဘူး။ဘာလို့ဖြစ်ဖြစ်ဘာလို့ပြောပါလဲ။အဲဘာမှဘေးနာအမှန်ကျတော့ 자와 고마운가 소원을 세우고 이루는 기타입니다. 특히 오로사기 시부 조도하라고 민나가 우판이 뜨거운 배창 마시다에 배배창 마주라 국공로 민에도 요한테 들어가고 아니 피안도 그게 가리와 한국 나가 민나 우창 가가와 한국을 내고 서로 나를 찾 피들 가 나가 세포와 자 웬만한 대로 어디가 လာတူဦးအေးတာအောင်တို့နဲ့ကားထဲမှာအတူလိုက်ပါခဲ့တဲ့ဦးလာမြင့်ကလည်းဒီတိုက်ခတ်မှုဟာလှုပ်ကြံမှုဖြစ်တယ်လို့အခုလိုရှင်းပြခဲ့ပါဗျ။ဟုတ်ကဲ့။အဲ့ဒီနေရာမှာပြည်တဲ့နေရာမှာတော့တော်တော်လေးကိုမီနီကတ်တက်တက်ပြဆိုင်ကယ်လေးကျွန်တော်တို့တွေကကျွန်တော်တို့ဘယ်မှာအဲ့ဒါဘာမှမရှိဘူး။ဆိုင်ကယ်ကမီနီကတ်တက်တယ်လို့ဒီလိုတဲပြီးပြတဲ့တော့ရှိတယ်။နောက်ပါလို့ပြတာ။ရှေ့ရတော့ဆိုင်ကယ်မအောင်ဘူး။အဲ့တော့နောက်ကလို့ဒါကကျွန်တော်ချင်တာကတော့ကျွန်တော်ဒီအားနေတယ်။မှန်လို့ဒီမှာမကြည့် နောက်ဆုံးမှာတော့ဒီတော့လည်းအောက်မှန်ကိုကြည့်မယ်လေအဲ့ဒီပေါ်တော်ရဲ့နောက်လိုက်ဖန်ပါဘူးပါအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဆိုတာဒီအရေးစင်မှာဒါချင်းချင်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီကြံပြီးအားလုံးပေါ်လေအမေတို့ဘလို့ကိုလို့ဆက်ကောင်းရပါလေအားအခုမှကျွန်တော်တို့ဖြစ်ခဲ့ပါဘူးဒါအပြင်လွတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်က ဒီဖြစ်စဉ်ဟာပြည်တွင်းပြည်ပအခြေဆက်တွေရှိနေနိုင်ကြောင်းနဲ့မလေးရှားခီးစင်မတိုင်ခင်အင်တာနက်အီးမေးလ်ကနေချိန်ချောက်တာတွေလက်ခံရရှိခဲ့တယ်လို့ပြောပါတယ်။စာလေးတွေရဲ့အနေထားလေးတွေကိုယ့်ရဲ့လမ်းကြောင်းလေးတွေနော်အကုန်လုံးကိုလစ်လာနိုင်တဲ့အင်အားမလေးရှားဆိုအောင်ပါ။အဲ့ဒါလေးကိုကျွန်တော်ပြန်ပို့ပေးဖို့ရှိပါတယ်။အဲ့တော့ကျွန်တော်တို့အီးမေးလ်ကိုရောက်တဲ့ email address တွေကိုကျွန်တော်ပြန်စစ်ဆေးဖို့ရှိပါတယ်။ကျွန်တော်တို့ကလည်းသက်ဆိုင်တဲ့ဖိတ်ခေါ်တဲ့အခွင့်အရေးကလုံခြုံမှုအစီအမံအားလုံးကိုမလေးရှားဆိုရတဲ့ညှိနှိုင်းထားပါတယ်ဆိုတဲ့ ခံဘာပေါ်တော့ကျွန်တော်တို့စီကိုပြောပြချက်တွေကကျွန်တော်တို့ကလူတွေမှုစီရှိတယ်ဆိုတဲ့သဘောနဲ့ကျွန်တော်ပြောတာဖြစ်တာ။ဒါမျိုးတော့လောက်ကြံပြီတော့ကျွန်တော်စိတ်ထဲမှာလုံးဝမရှိခဲ့ပါဘူး။ကွေးတောင်စီမှာစာတစောင်ရှိတယ်လို့ပြောပါတယ်အင်္ဂလိပ်လို။ဒီကနေ့ပတ်သက်လို့သူတို့ပြန်ကြားပါလို့တော့ online မှာလည်းကျွန်တော်နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်မလေးရှားမှာလည်းဖတ်ကြပါတယ်။ဟောဒါကိုရောက်လို့ရှိရင်ဘယ်လိုလုပ်ပါဆက်တွေနဲ့အလားကိုရောက်ပြီးရောက်ရင်ဘယ်လိုလုပ်ပါငါညီတို့ပါပါဆက်လုပ်ပါဆိုတော့ online မှာတော့ ရောက်နေပါတယ်စာလုံးမျိုးမျိုးပေါ့ဒီလောက်ကြံမှုဖြစ်ရတဲ့ပတ်သက်ပြီးတဦးတယောက်မှထိခိုက်ဒဏ်ရာမရှိခဲ့သလိုတပ်ဆိုင်ရာ မလေးရှားရဲစခန်းမှာလည်းအမှုဖွင့်ထားတယ်လို့သိရပါပါတယ်ခင်ဗျာ